ကျန့်ဖို့ပါတီကရုပ်ောက်ပဲအောင်နိုင်ရေးမဲဆွယ်စီယုံရေးလှည့်လည်ရမှာပါဝင်လိုက်ပါပေးသူတွေကိုတယောက်ကျက်တပေါင်းခွဲပေးတယ်လို့မဲဆွယ်စီယုံရေးမှာပါဝင်ခဲ့သူတွေပြောပြချက်အရသိရပါတယ်။ဒါအပြင်ရက်ကွက်မြို့နယ်တွေထဲမှာကျန့်ဖို့ပါတီအတွက်မဲဆွယ်စီယုံရေးဆိုင်းဘုတ်ထောင်ရမှာပါဝင်ပေးသူတွေကိုလည်းတယောက်ကို3000ကျက်စီပေးတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းအတွင်းကလက်လုတ်လက်စားအခြေခံလူတန်းစားတွေကိုမဲဆွယ်စီယုံရေးထဲမှာပါဖို့ပါတီဝင်အင်အားပြနိုင်ဖို့အတွက် ပဆန်ပေးပြီးလှုပ်ခိုင်းနေတာလို့အလုံမြို့နယ်မှာနေထိုင်သူတဦးက AMIG ကိုပြောပါတယ်။ပြည်တော်စုကြက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီကရန်ကုန်မှာအောက်ခြေလူဒန်းစားလက်လုံလက်စားသမားတွေကိုတုံးတောင်းပေးပြီးတော့မဲဆွယ်စည်းရုံးတွေလိုက်ခိုင်းတယ်။ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ထောင်တာတွေလိုက်ခိုင်းတယ်ဗျ။တချို့ကလည်းလိုက်ကြတာပေါ့ဗျာ။ပဆန်လူချင်းကြတာကိုသူတို့ကိုထောက်ခံမဲ့သူတော်မရှိဘူးဗျ။အကုန်လုံးနှီးပါကပဆန်ပေးလို့ရလို့လာကြတဲ့သူတွေကြီးပါပဲခင်ဗျာ။စစ်တပ်ရဲ့ပြည်တော်စုရုပ်ောက်ပဲကော်မရှင် UEC ဟာ ရုပ်ောက်ပွဲရှင်ပြိုင်ပွဲနိုင်ငံရေးပါတီအသီးသီးကိုအောက်တိုဘာ28ရက်နေ့ကစပြီးရပ်ပေါင်း60အတွင်းမဲဆယ်စီရုပ်ခွင့်ပြုလိုက်ပြီးဖြစ်ပါတယ်။ရုပ်ောက်ပွဲလို့ဖို့ပဲလောနေတဲ့စစ်တပ်ဟာလုံခြုံရေးထိတ်လန့်စိုးရိမ်နေရတဲ့ပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေအတွက်အခုလိုမဲဆယ်စီရုပ်ရင်းအတွက်အကောက်အွယ်မပေးနိုင်ပဲဖြစ်နေတာပါ။အငိမ့်စားစစ်ဗိုလ်ချုပ်တွေနဲ့ဖွဲ့စည်းထားပြီးငွေကြေးတက်နိုင်တဲ့ကြံ့ဖို့ပါတီဟာအောက်ခြေလူတန်းစားငွေကြေးမပြေလည်သူတွေကိုခုတုံးလို့ပတ်စံပေးပြီးပါတီအတွက်မဲဆယ်စီရုပ်နာ လူအင်အားပြပြီးလုံခြုံရေးယူတဲ့အနေအထားအတိုင်းလုပ်နေကြတာလို့ထောက်ပြပြောဆိုကြပါတယ်လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့တပီလုံးနဲ့စစ်ပွဲတွေဖြစ်ပွားနေသလိုမြို့ကြီးတွေမှာတောင်စစ်တပ်နဲ့စစ်တပ်လက်အောက်ခံတောက်တိုင်တွေဟာတော်လည်းရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်တာကိုမကြာခဏခံနေရပါတယ်အခုလဲစစ်တပ်ကဥဆောင်ကျင်းပမဲ့ရေကောက်ပွဲမှာပါဝင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေဟာပြည်သူလူထုရှေ့မှောက်မဲဆွယ်စည်းရုံးနာတွေကိုယ်တိုင်မလုပ်ရဲကြပဲ သူတို့လုံခြုံရေးအထူးစိုးရိမ်နေကြတာလို့သုံးသပ်နေကြပါဗျ။